ဒီမှာပေါ့ဗျာနော်ရေဥရေထွက်မှာနေပြီးမှအေးချမ်းတဲ့ရေစည်းကြတံကိုနားထောင်နေတာပေါ့ဗျာနော်အဲ့လိုနားထောင်ပြီးအနီးနားကိုကြီးလိုက်တော့ပန်းဒီတလုံးတွေ့တယ်ပေါ့ဗျာနော်ပန်းဒီကိုတွေ့လိုက်တော့လူတယောက်ကိုသတိရတယ်ဗျာဒါပေမဲ့သူ့နာမည်ကိုတော့ကျွန်တော်ကမတိတော့ပေါ့ဗျာနော်ဒီပန်းဒီကြွေကြတာကိုကြည့်ပြီးကဘာမြေပြင်ဆွဲအားရှိတယ်ဆိုတာကိုသူကထုတ်ဖို့ပြောပြနိုင်တာပေါ့ဗျာနော် အမကဘာမြေကြီးဆွဲအားကကဘာစတီကလေးဖြစ်တာပေါ့ဗျာနော်ဒါပေမဲ့လူတွေအုံနောက်ထဲကိုအတွေးထဲကိုမညံထဲကို ရောက်စီတာကတော့ကဘာမြေပြင်ဟာဆွဲအားရှိတယ်ဆိုတဲ့ဇကားတလုံးပေါ့ဗျာနော်အဲ့ဒီဇကားကနှစ်ပေါင်းများစွာကြာတိတိုင်အောင်တည်တန့်ပြီးမှကဘာတည်တရွေ့တည်တန့်သွားမှာပေါ့ဗျာနော်သူ့နာမည်တော့ကျွန်တော်လည်းမသိတော့ဘူးဗျာခင်ဗျားတို့သိရင်တော့ပြောပြပေးဦးမယ်နော်ဒါပေမဲ့အခုခြေကတော့ကျွန်တော်ကတော့ဒီပန်းတီးကိုမြင်ရင် ဘာတတိယလဲဆိုတော့ဘိုက်စာတာကိုတတိယတာပေါ့ဗျာနော်ဘိုက်စာတာကိုတတိယလိုက်ခြင်းအပြင်ပန်းဒီကြွေကြတာကကဘာမြေပြင်ဆွဲအားရှိတာကိုတူအားတိတယ်ပေါ့ဗျာနော်ကျွန်တော်ကတော့ဒီပန်းဒီကိုမြင်တော့အစာအိမ်ဆွဲအားရှိတယ်ဆိုတာကိုတိတယ်ပေါ့ဗျာနော်ဟုတ်ကဲ့အစာအိမ်ကသူ့ကိုကြိုက်စားဖို့တောင်းဆိုနေတာပေါ့ဗျာနော်အစာအိမ်မှာလဲဆွဲအားရှိတယ်ဗျဟောဒီကဘာမြေကြီးထက်ပိုပြီးဆွဲအားပြင်းထန်တယ်ပေါ့ဗျာနော် ဟုတ်ကဲ့ဒါကတော့လာပြောပြတာပါအာကဘာမြေကြီးမှာဆွဲအားရှိတာမဟုတ်ဘောဗျာနော်အဆိုင်လည်းဆွဲအားရှိတယ်ဗျာနော်တကိုက်ကိုက်ကြည့်မယ်ဗျာခြုံလားဆိုတာပြောတာတကိုက်ဗျာတကယ်တမ်းကောက်လိုက်တော့ငငနဲ့ကောက်လိုက်တော့နှစ်ကိုက်ဖြစ်တော့ပါဗျာနော်ဒီနားမှာဘာလို့လာစားလဲဆိုတော့မြောက်တွေလူစားမှကြောက်လို့အပေါ်မှာလာပုံစားပါဗျာနော် အခုကရေဒီကွန်တောင်ပေါ်ရောက်နေတော့ရေဒီကွန်တောင်ပေါ်မှာမြောက်တွေကများတယ်ဗျာနည်းနည်းလေးလှုပ်ရှားလိုက်ရတဲ့ဒီကောင်တွေကွက်ကြီးကွက်ကြီးနဲ့အားရောက်လာဗျာနော်ကျွန်တော်အခုလိုပန်းဒီကိုက်စားတာမြင်တေချပေါက်လှူစားမှာဗျာမပေးတော့တွေ့ခံရမှာဗျာအဲ့ဒါကြောက်လို့ပေါ့ဗျာနော်ဒီပေါ်မှာလာစားတာပေါ့ဗျာနော်ဟမ်ဟုတ်ကဲ့အစာအိမ်ဆွဲအားကိုဖြည့်တဲ့အနေနဲ့စားလိုက်ဦးမှာပေါ့ဗျာနော်ခင်ဗျားတို့လည်းဒီပန်းဒီကိုမြင်ပြီးလတ်ဆတ်တယ်ဆိုတော့စားကောင်းစားချင်နိုင်တယ်ပေါ့ဗျာနော် ရေတံလေးတော့နားထောင်လိုက်ပါဗျာเนาะကျွန်တော်ကတော့ပန်းဒီစားလိုက်ဦးမယ်ဗျာအဲကောင်းတယ်ဗျာနော်